ကျွန်တော်တို့အခုမြင်နေရတဲ့ကျယ်ရီဂျိုရီဂလက်စီတွေနဲ့ဖွဲ့စည်းထားတဲ့အေယာမဆက်ကြဝလာကြီးရဲ့အဆဆိုတာတကယ်ပဲပစ်ပန်းကနေစခဲ့တာလားပစ်ပန်းမဖြစ်ခင်အချိန်ကာလအဲ့ဒီအချိန်ကာလမတိုင်ခင်ရောဘာတွေများရှိခဲ့ပါလိမ့်အဲ့ဒီနေရာမှာဘာကွက်လက်တွေဘလို့အံ့ဩစရာလိုအပ်ချက်တွေဝတ်ထားမလဲဆိုတာဘသူမှအတိအကျမပြောနိုင်သေးပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့သိပ္ပံပညာရှင်တွေစัจ java လာဗေဒပညာရှင်တွေဟာဒီမေးခွန်းရဲ့အဖြစ်ကိုအမျိုးမျိုးသော theory တွေတွက်ချက်မှုတွေနဲ့ရှာဖွေနေကြဆဲဖြစ်ပါတယ်။ဒီနေ့မှာတော့ ကျွန်တော်ရဲ့ Nova မြန်မာနေပြီးတော့ဒီမင်းကွန်းရဲ့နောက်ွယ်ကဖြစ်နိုင်ခြေရှိတဲ့အဖြေတွေစိတ်ကူးရင်စံပေမဲ့သိပ္ပံနေကြအခြေခံတဲ့အယူဆတွေအကြောင်းစူဇန်လေ့လာတော့ကြမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုဆက်မကြည့်ခင်ကျွန်တော်ရဲ့ Nova မြန်မာ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ဒါမှကျွန်တော်တင်ဆက်ပေးမယ့်နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးစလိုက်အောင် လက်ရှိမှာတော့ကျွန်တော်တို့အများဆုံးလက်ခံထားကြတဲ့စัจ java လာမော်ဒယ်ဖြစ်တဲ့ big bang theory ပဲဖြစ်ပါတယ်ဒီ theory အရလွန်ခဲ့တဲ့နှစ်ပေါင်း73.8ဘီလီယံလောက်ကစัจ java လာကြီးဟာအင်မတန်သိပ်သည်ပြီးအင်မတန်ပူပြင်းတဲ့အမှတ်ငယ်လေးတစ်ခုကနေစတင်ပေါက်ကွဲပြန့်ထွက်လာခဲ့တယ်လို့ဆိုပါတယ်အချိန်နဲ့အမျှဒီအမှတ်ငယ်လေးဟာအဆက်မပြတ်ပြေပြန့်လာပြီးအခုကျွန်တော်တို့မြင်တွေ့နေရတဲ့ပုံစံကိုရောက်ရှိလာတာပဲဖြစ်ပါတယ် big bang theory ဟာစัจ java လာရဲ့ဖြစ်တည်မှုအစပိုင်းကာလတွေအပူချိန်ရောကြလာပုံ ပထမဆုံးအတန်တွေဖြစ်ပေါ်လာအောင်စတာတွေကိုကောင်းမွန်စွာရှင်းပြနိုင်ပါတယ်ဒါပေမဲ့ဒီ theory ဟာအဲ့ဒီအင်မတန်တိတ်သေးပြီးပူပြင်းတဲ့အမှတ်ငယ်လေးမှဖြစ်ပေါ်ခင်ဒါမှမဟုတ်အဲ့ဒီအမှတ်ကဘာကြောင့်ပေါ်လာရတာလဲဆိုတဲ့မူလအဆအကြောင်းကိုတော့ရှင်းရှင်းလင်းလင်းဖြေရှင်းပေးနိုင်ခြင်းမရှိသေးပါဘူး။ဒါကြောင့်သိပ္ပံပညာရှင်တွေဟာဒီ Big Bang ဆိုတဲ့အဆအမှတ်ရဲ့အရှိမဘာရီရှိခဲ့မလဲဆိုတဲ့မေးခွန်းရဲ့အဖြစ်ကိုဆက်လက်ရှာဖွေနေကြတာဖြစ်ပါတယ်။ ဘစ်ဘန် theory ရဲ့အဓိကပြဿနာတစ်ခုကတော့ဘစ်ဘန်ဖြစ်ပေါ်ခဲ့တယ်လို့ယူဆရတဲ့မူလအစအမှတ် singularity လို့ခေါ်တဲ့အခြေအနေတစ်ခုဖြစ်ပေါ်နေတာပါပဲ singularity ဆိုတာကညာဝတ္ထုရဲ့ mass က infinite ဖြစ်နေပြီးဒုတည်တိတ်သီးစ density ကလည်း infinite ဖြစ်နေတဲ့အခြေအနေဒါပေမဲ့ဒုတည်ပမာဏ volume ကတော့0နီးပါးဖြစ်နေတဲ့အခြေအနေကိုခေါ်တာပါဒီလို singularity အခြေအနေမျိုးမှာကျွန်တော်တို့လက်ရှိသိထားတဲ့ရူပဗေဒအနိယာမအားလုံးဟာအလုံးမလုံးနိုင်တော့ပါဘူးဒါဟာသင်္ချာနည်းအရတွက်လို့မရတဲ့အခြေအနေတစ်ခုမှာရောက်သွားတာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့သိပ္ပံပညာဟာ singularity ဆိုတဲ့နေရာမှာရပ်တန့်သွားပါတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေဟာဒီ singularity မတိုင်ခင်ဒါမှမဟုတ် singularity ကိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းကိုနားလည်ဖို့အကျိုးပန်းနေကြတာဖြစ်ပါတယ်။ပြပန်းဟာစัจ java လာရဲ့အမှန်တကယ်အစမဟုတ်ပင်နဲ့အခြားသောပိုပြီးကြီးမားတဲ့ဖြစ်စဉ်တစ်ခုရဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်နေနိုင်မလားဆိုတာစဉ်းစားနေကြပါတယ်။ပြပံမတိုင်ခင်ဘာရှိခဲ့မလဲဆိုရင်အမေကုန်းကိုဖြည့်ဖို့အတွက်သိပ္ပံပညာရှင်တွေက quantum mechanics လို့ခေါ်တဲ့ theory ကိုအသုံးပြုပြီးစဉ်းစားကြည့်ကြပါတယ် ကွတ်တန်မဂနစ်ဟာအတန်လိုအင်မတန်သင်းငယ်တဲ့အမှုန်တွေရဲ့အပြုမှုကိုရှင်းပြနိုင်တဲ့ရူပဗေဒဘာသာရပ်ခွဲတစ်ခုဖြစ်ပါတယ်။ဒီသီအိုရီကဗလာနတိလို့ထင်ရတဲ့ကွတ်တန်ဗန်ကူးနီယာမှာတော့စွမ်းအင်လှိုင်းငယ်လေးတွေဒါမှမဟုတ်ကွတ်တန်ဖလက်ချူရှင်းလို့ခေါ်တဲ့အမှုန်ငယ်လေးတွေခဏတာဖြစ်ပေါ်လာပြီးပြန်ပြောက်သွားတာမျိုးဖြစ်ပေါ်နိုင်ပါတယ်။ ဒါဟာစွမ်းရင်ကိုအစ်စ်ကနေဖန်တီးလိုက်တာမဟုတ်ဘဲနဲ့ရှိပြီးသား quantum vacuum ရဲ့သဘောတဘာဝအရအလိုအလျောက်ဖြစ်ပေါ်လာတာလို့ရှင်းပြထားပါတယ်။ဒီ quantum fluctuation တခုဟာအင်မတန်ကြီးမားတဲ့စွမ်းရင်ပမာဏကိုရရှိသွားခဲ့ရင်အဲ့ဒါဟာကျွန်တော်တို့ရဲ့ပစ်ပန်းကိုအစာပြုတ်လိုက်တဲ့မိပွားလေးဖြစ်နိုင်တယ်လို့ယူဆနေကြပါတယ်။ဒါဟာဗလာနတ်တိနိပါးကနေဆက်ကြောက်လာဖြစ်တည်လာနိုင်တဲ့ဖြစ်နိုင်ခြေတခုကိုဖော်ပြနေတာဖြစ်ပါတယ်။ ဖြစ်ပံမတိုင်ခင်ကာလအကြောင်းကိုရှင်းပြဖို့စ조사နေတဲ့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အယူဆတစ်ခုကတော့ cyclic universe ဒါမှမဟုတ် oscillating universe theory ပါပဲဒီ theory ကစัจ java လာကြီးဟာအခုလိုကျေပြတ်နေတဲ့အချိန်ကာလနဲ့ပြန်ပြီးတော့ကျုပ်သွားတဲ့အချိန်ကာလဆိုပြီးအစဉ်နှစ်စဉ်ကိုတလဲစီဖြတ်တန်းနေတယ်လို့ဆိုပါတယ်ကျွန်တော်တို့အခုနေနေတဲ့စัจ java လာဟာဖြစ်ပံလို့ခေါ်တဲ့ကျေပြတ်မှုအစကာလမှာရှိနေတာဖြစ်ပြီးတော့အချိန်ကြာလာတဲ့အခါမှာတော့စัจ java လာကြီးဟာပြန့်ထွက်မှုရပ်တန့်သွားပြီးပြန်ပြီးတော့ကျုပ်လာနိုင်ပါတယ်အဆုံးမှာတော့ singularity လိုမျိုး immediate တိတ်သေးတဲ့အခြေအနေတစ်ခုကိုပြန်ရောက်သွားပြီဒါကို big crunch လို့ခေါ်ပါတယ်ဒီ big crunch ကနေမှာအစ်စ်တစ်ခုကိုပြန်ပြီးတော့ကျေပြန့်ထွက်လာမယ်ဆိုရင်ဒါကို big bounce လို့ခေါ်နိုင်ပါတယ်ဒီလိုဆိုရင် big bounce ဆိုတာဟာအခြားသောစကြာဝဠာကြီးရဲ့ big crunch နောက်ွယ်ကအစ်စ်ပြန်လည်မွေးဖွားလာခြင်းဖြစ်နိုင်ပါဒါဟာစကြာဝဠာကြီးဟာအဆုံးမရှိတဲ့တန်လျာလဲနေတယ်ဆိုတဲ့အယူဆနဲ့တူပါတယ် ခေတ်သစ်ရူပဗေဒမှာ string theory နဲ့ m theory ဆိုတာတွေရှိပါတယ်။ဒီ theory တွေအရကျွန်တော်တို့ရဲ့စကြဝဠာကြီးဟာကျွန်တော်တို့သိထားတဲ့ 3-dimensional space နဲ့ time အပြင် extra dimension အရေးအတွက်ရှိနေနိုင်တယ်လို့ယူဆထားပါတယ်။ဒီ theory တွေအရအရာဝတ္ထုတိုင်းရဲ့အခြေခံအကျဆုံးအမှုတွေဟာအမှတ်လေးတွေမဟုတ်ဘဲနဲ့တုံခါနေတဲ့ကျိုးမြင့်ငယ်လေးတွေဒါမှမဟုတ် membrane လို့ခေါ်တဲ့အလွှာလေးတွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ျွန်တော်တို့ရဲ့ four dimensional universe ဟာပိုပြီးတော့များပြားတဲ့ dimension ထဲမှာရှိနေတဲ့ dimembrane ကြီးတစ်ခုအပေါ်မှာတည်ရှိနေတာဖြစ်နိုင်ပါတယ်။ဒီလိုအယူဆအရ big bang ဆိုတာဟာကျွန်တော်တို့ရဲ့ membrane ကြီးနဲ့နောက်ထပ်ရှိနေနိုင်တဲ့တခြား membrane တစ်ခုတို့မတော်တဆတိုက်မိသွားရတာနေဖြစ်ပေါ်လာတဲ့ immediate ကြီးမားတဲ့စွမ်းအင်ပေါက်ကွယ်မှုတစ်ခုသာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ and theory ကိုအခြေခံပြီးတိဆောက်ထားတဲ့ big bang မတိုင်ခင်ကာလအကြောင်းရှင်းပြထားတဲ့နာမည်ကြီး model တစ်ခုကတော့ aphirotic model ပါပဲ။ ဒီမော်ရယ်အရဆိုရင်ကျွန်တော်တို့ရဲ့စက်ကြဝဠာကြီးကပို့ပြီးတော့မြင့်မားတဲ့အထင်းမှာရှင်ပြန်အနေအထားနဲ့တည်ရှိနေတဲ့ membrane နှစ်ခုတို့ရွေ့လျားလာပြီးနီးကပ်လာကနောက်ဆုံးမှာတိုက်မိသွားတာနေပြီးတော့စတင် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဒီ membrane နှစ်ခုတိုက်မိလိုက်တဲ့အခါမှာတော့ထွက်ပေါ်လာတဲ့အေယာမစွမ်းအင်ဟာကျွန်တော်တို့ရဲ့စက်ကြဝဠာကိုငွေဖွာစေခဲ့ပြီးအဲ့ဒီစွမ်းအင်ကပဲစက်ကြဝဠာကြီးကိုကျေပြန့်စေခဲ့တာဖြစ်ပါတယ်။ဒါကြောင့် F-rotic model အရဆိုရင် Big Bang ဆိုတာဟာအစွန်းရောက်တဲ့ singularity အမှတ်ငယ်လေးတွေအားနည်းစတာမဟုတ်ပဲ membrane နှစ်ခုတိုက်မိတဲ့ဖြစ်စဉ်တစ်ခုရဲ့ရလဒ်ဖြစ်ပါတယ်။ဒီမော်ရယ်က Big Bang မတိုင်ခင်မှာဒီ membrane တွေဟာအချိန်အတော်ကြာအောင်ငြိမ်သက်စွာတည်ရှိနေခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ဒါဟာပေပန်မတိုင်ခင် အချိန်ကာလမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုတိုက်ရိုက်ရှင်းပြနိုင်တဲ့ model တခုလည်းဖြစ်ပါတယ်။ Cosmic Inflation Theory ဟာပေပန်ဖြစ်ပြီးအင်မတန်တိုးတောင်းတဲ့အချိန်ကာလလေးမှာဆက်ကြဝဠာကြီးဟာ မယုံနိုင်လောက်အောင်လှည့်မြန်စွာကျေပြန့်သွားခဲ့တယ်လို့ရှင်းပြထားတဲ့အယူဆဖြစ်ပါတယ်။ဒီ theory ဟာစက်ကြဝဠာရဲ့ပြန့်ပြူမှုကျေပြန့်မှုတသားတဲ့ဖြစ်ခြင်းစတာတွေကိုကောင်းကောင်းရှင်းပြနိုင်ပါတယ်။ဒါပေမဲ့တချို့သော inflation model တွေအရဆိုရင် inflation ဆိုတဲ့ဖြစ်စဉ်ကြီးဟာကျွန်တော်တို့မြင်နေရတဲ့စက်ကြဝဠာအပြင်ဘက်မှာအဆုံးမရှိဖြစ်ပေါ်နေနိုင်တယ်လို့ဆိုပါတယ်။ဒါကို ethanol inflation လို့ခေါ်ပါတယ်။ဒီ ethanol inflation ဖြစ်ပေါ်နေတဲ့ ပိုကြီးမားတဲ့စัจ java လာကြီး Modiverse ထဲကဗဘယ်လေးတွေအဖြစ်ကျွန်တော်တို့လိုစัจ java လာငယ်လေးတွေအဆက်မပြတ်မွေးဖွားနေနိုင်တယ်လို့ဆိုပါတယ်။ဒါဆိုရင်ကျွန်တော်တို့ရဲ့ဘက်ပန်းဆိုတာဟာဒီပိုကြီးမားတဲ့ Modiverse ထဲကဗဘယ်လေးတွေတခုစတင်ပေါက်ကွယ်ကျေပြတ်လာတဲ့အခိုက်အတန့်လေးသာဖြစ်နိုင်ပါတယ်။ဒီအယူဆအရာဘစ်ဘန်မတိုင်ခင်ကာလမှာကျွန်တော်တို့စัจ java လာမဖြစ်ပေါ်သေးတဲ့ multiverse G တခုရှိနေခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဆိုစောကကျွန်တော်ပြောပြခဲ့တဲ့ cyclic universe a virotic more ဒါမှမဟုတ် eternal inflation ကနေဖြစ်ပေါ်လာတဲ့ multiverse ဆိုတဲ့အယူဆတွေအားလုံးဟာလက်ရှိမှာတော့ theory အစစ်မှာပဲရှိပါသေးတယ်။ဒီအယူဆတွေကိုတိုက်ရိုက် attribute နိုင်မဲ့ဒါမှမဟုတ်ငင်းပယ်နိုင်မဲ့စူဇန်လေးလာမှုအချက်လက်တွေကျွန်တော်တို့လက်ဝဲမရှိသေးပါဘူး။လက်ရှိကျွန်တော်တို့ရဲ့သိပ္ပံပညာဟာဘိဗံဖြစ်ပြီးတော့ immortal တိုးတောင်းတဲ့အချိန်လောက်အထိကိုသာအနည်းဆက်ဆုံးတွက်ချက်ရောက်ရှိနိုင်သေးတာဖြစ်ပါတယ်။ flame time ဆိုတာက30ရဲ့အနှုတ်43ထက်စက္ကန့်လောက် ပဲရှိရပေါ့နော်အင်မတန်တိုးတောင်းတဲ့အချိန်ပမာဏဖြစ်ပါတယ်ဒီထပ်ပို့ပြီးတော့ဆောတဲ့အချိန်ပေပန်မတိုက်ခင်ကာလအကြောင်းသိရှိဖို့အတွက်ကျွန်တော်တို့ဟာအခုထပ်ပို့ပြီးတော့အစစ်မြစ်တဲ့ရူပဗီရာနီယာမာရီပုံမကောင်းမှုနဲ့ theory တွေလိုအပ်နေပါသေးတယ်ဒါကြောင့်ပေပံမတိုင်ခင်ဘာရီရှိခဲ့မလဲဆိုရင်အမေကောင်ဟာတိတ်ပံပညာရဲ့အကြီးမားဆုံးဗဟေလိတစ်ခုအဖြစ်ကြန့်ရှိနေစေဖြစ်ပါတယ် ဆိုတော့ဘေးပတ်မတိုင်ခင်ဘာရီရှိခဲ့မလဲဆိုတဲ့အမေကွန်းဟာကျွန်တော်တို့လူသားမျိုးနွယ်ကိုအစဉ်အမြဲစိတ်ဝင်စားထိတ်လန့်စေတဲ့အမေကွန်းတစ်ခုဖြစ်ပါတယ်။ဒီအမေကွန်းကိုဖြည့်ရှင်ဖို့အတွက်သိပ္ပံပညာရှင်တွေက quantum gravity လို့ခေါ်တဲ့ theory အသစ်တွေကိုတည်ဆောက်ဖို့အကြိုးပမ်းနေကြပါတယ်။ဒီ quantum gravity theory ဟာ Einstein ရဲ့ relativity theory နဲ့ quantum mechanics theory နှစ်ခုလုံးကိုပေါင်းစည်းထားတာဖြစ်ပါတယ်။ဒီလိုပေါင်းစည်းလိုက်မှသာ singularity လိုမျိုးအခြေအနေတွေကိုရှင်းပြနိုင်ပြီးတော့ဘေးပတ်မတိုင်ခင်ကာလကြောင်းကိုနားလည်နိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ string theory loop quantum gravity စတဲ့ theory တွေဟာ quantum gravity ကိုရှာဖွေနေတဲ့လမ်းကြောင်းပေါ်က theory တွေဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ theory တွေသူတည်တနာပြုချက်တွေအကြောင်းကိုပို့ပြီးတော့အသေးစိတ်သိချင်နေဆိုရင်တော့တက်ဆိုင်ရာသိပ္ပံစာအုပ်တွေပညာရပ်ဆိုင်ရာစာတမ်းတွေမှာဆက်လက်ပြီးတော့လေ့လာနိုင်ပါတယ်။ဆက်ကြဝလာကြီးရဲ့မူလအစအလိုအပ်ချက်ကိုကျွန်တော်တို့ဘယ်အချိန်မှာအပြည့်အဝနားလည်နိုင်မလဲဆိုတာကိုစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ ကဲဒီဗီဒီယိုကနေပြီးတော့ဗစ်ပန်းမတိုင်ခင်ဘာရှိခဲ့မလဲဆိုတဲ့အလှဝဆန်းကျဲမှုဖြစ်နိုင်ခြေရှိတဲ့ theory အကြောင်းကိုဗဟုသုတရသွားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့သိပ္ပံနဲ့ဆက်ကြဝါလာအကြောင်းတခြားဗဟုသုတတွေကိုကျွန်တော်ရဲ့ Nova မြန်မာကနေပြီးတော့အမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်နောက်ထပ်ဗီဒီယိုအသစ်တွေတက်လာတာနဲ့သိရဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့ဒီဗီဒီယိုလေးကိုကြာနှစ်တက်တယ်ဆိုရင် like လုပ်ပေးပါ share လုပ်ပေးဖို့လည်းမြတ်တာရက်ခံချင်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာ ပြန်ဆုံကြတာပေါ့